ာဒီတက်ကနေယုံမထွက်နိုင်ဘူးအာဒီတက်ကနေယုံထွက်ဖို့အခက်အခဲတွေရှိကြတယ်အာဒါဒါကလည်းလူတစုဖြစ်သလိုဟောတော့သူတို့ရဲ့အမိန်တွေအာဏာတွေအောက်မှာကိုယ့်ရဲ့ရပိုင်권နဲ့အကျိုးစီးပွားအတွက်ဒီစစ်တပ်အတွက်ပေါ့နော်အလုတ်လုတ်ပေးနေတဲ့စစ်တပ်ကိုယုံကြည်ကြည်နဲ့အလုတ်လုတ်ပေးနေတဲ့အာသူတွေကလည်းအာတော်တော်များများကိုရှိနေပြန်တယ်ဒါကြောင့်မလို့လေစစ်တပ်ကယနေ့အချိန်ထိဟောတော့အလွယ်တကူမပြုတ်ကွဲသွားတဲ့အကြောင်းတရားတွေမှာဒါလည်းပါတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့တော့ပြုတ်ကွဲလာပြီဒါပေမဲ့ဝုန်းကနေမပြုတ်ကြတဲ့ အကြောင်းရင်းထဲမှာဒါတွေလည်းပါတယ်အဲ့တော့နောက်ဆုံးမင်းအောင်လိုင်းကိုမင်းအောင်လိုင်းနဲ့အဲဟိုစိုးဝင်းကိုဟိုဘောနော်စစ်တပ်ထဲမှာဘသူကြိုက်လဲပြောရင်စိုးဝင်းကိုပို့အလေးတာပြီးတော့မင်းအောင်လိုင်းကိုဟိုမကြိုက်တော့တဲ့အခြေအနေတွေဟာကျွန်တော်တို့ပို့ပြီးတော့ကြားလာရတယ်အောက်ဆုံးမေးချင်တဲ့မေးခွန်းကဒီ ဆက်နာတိမ်းပြီးအစောပိုင်းအချိန်ကလေးကစီဒီအန်လုတ်ပြီးတော့ထွက်လာခဲ့တဲ့ဒီတက်အရာရှိတဲ့မှာကိုလင်းထောင်အောင်လည်းအပါဝင်ဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ဒီအကိုကဒီတောင်ကိုရီးယားနိုင်ငံမှာရောက်ရှိခိုလုံနေထိုင်နေတယ်လို့သိရပါတယ်အဲကိုရီးယားကိုရောက်နေတဲ့အချိန်ကြီးရဲ့ပြီးတော့အခုဇက်တီရှင်ဘယ်လိုပြောရှင်းတန်နေတဲ့အချိန်ကြီးတွေကိုကျွန်တော်တို့ပထမအဦးဆုံးစပြီးတော့ပြောပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါဟုတ်အဲကျေးဇူးပါအမေကုန်းလေးအတွက်အဲ့တော့ကျွန်တော်တောင်ကိုရီးယားကိုကျွန်တော်ရောက်ရှိခိုလုံတာတနည်း ကျော်သွားပြီပေါ့နော်တနှစ်ကျော်သွားပြီတနှစ်ခွဲကျော်ကျော်ပြီလို့ကျွန်တော်တို့ဟိုဟာချိန်ကာလအပြင်ဟိုဟာပြောလို့ရတယ်ပေါ့နော်အဲ့တော့တောင်ကိုရီးယားကတော့ဒါအာရောက်ရှိပြီးတဲ့အစားပြီးတော့ယနေ့အချိန်ထိတော့ဒါဟိုမိတ်ဆွေတွေရဲ့အကူအညီတခြားကူညီအများကြီးကျွန်တော်ရရတယ်ဒါတော်လိုင်းအတွင်းကမိတ်ဆွေတွေရောအာပေါ့နော်အာအကူအကူအညီတွေအများကြီးကိုကျွန်တော်တို့ရခဲ့တယ်။နောက်ပြီးတော့တောင်ကိုရီးယားအစိုးရရဲ့အကူအညီဒါတွေလည်းအာကျွန်တော်ရခဲ့တယ်ပေါ့နော်။အဲတော့ ဟိုကျွန်တော်အနေနဲ့တောင်ကိုရီးယားမှာရက်တီရှင်တန်မှုရက်တီရှင်တန်မှုအတွက်ကပြောရမယ်ဆိုရင်မြန်မာပြည်တွင်းကသူတွေထွက်တော့အများကြီးတပါတယ်ပြောရမယ်ဆိုဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တယ်အာဟိုကိုလှုပ်ချင်တာလှုပ်လို့ရတဲ့အခြေအနေအနေထားရှိတယ်ဒါပေမဲ့ဘာသာစကားခက်ခဲတွေလူမှုပတ်ဝန်းကျင်အခြေအနေမတူညီမှုတွေအာဒါတွေတော့ကျွန်တော်မှာခက်ခဲတော့ရှိတာပေါ့နော်အာဒါပေမဲ့ဒီကြားထဲကနေပဲကျွန်တော်အခုလောဆယ် ပေါ့နော်ဟိုပြောရမယ်ဆိုရင်တော့မြန်မာပြည်ကြားသူတွေထက်ဆရင်တော့ကျွန်တော်ဘွားကပေါ့နော်ဟိုကောင်းကောင်းမွန်မွန်ရက်တီရှင်သန်လို့ရတဲ့အခြေအနေတစ်ခုရှိတယ်လို့ပြောလို့ရတယ်ဗျဟုတ်နောက်တစ်ခုကတော့ဒီအာနာသိန်းကာလာကလည်းအခုဆိုရင်တော့ဒီနှစ်ဆိုရင်တော့၄နှစ်ကျော်ရှိလာပြီပေါ့နော်ဒီကာလာအတွင်းမှာစစ်ကောင်စီရဲ့အခြေအနေပေါ့နော်ဒီစစ်တပ်ရဲ့အခြေအနေတွေကအကိုတို့ရှိစဉ်ကနေရှင်ဘာတွေများအဲကြောင်းလဲလာပြီလဲအကိုအမိအားဘယ်လိုမျိုးရှိသလဲအဲ့ဒါလေးပြောပြပေးပါဦးဗျကျွန်တော်တို့ရှိစဉ်ကအခြေအနေရှိ စစ်တပ်ရဲ့အခြေအနေကတော့ဟာကွာခြားသွားလာတော့အမှန်ပဲဒါပေမဲ့ဟိုဘောနော်စစ်တပ်တွင်းရအခြေအနေကတော့ဟိုဘောနော်ပို့ပို့ဆိုးလာတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အာပြောရမယ်ဆိုရင်စစ်တပ်အတွင်းကအချောင်းရာတွေကစစ်တပ်ထဲမှာနေခဲ့တဲ့သူတွေကတော့ပို့ပြီးတော့တိတာဗောနော်အာဘာဖြစ်လို့လဲဆိုတော့နေ့စဉ်ဒီစစ်တပ်ထဲကအမိန်တွေညွှန်ကြားချက်တွေအာဓာရီချားမှာရက်ဟိုဘောနော်ရှင်းတန်လာတာဖြစ်တယ်နောက်ပြီးတော့ဆေးရမတရားမှုတွေတခြားစားတွေအများကြီးခြားထဲမှာက ာရှင်တန်ရက်တီလာတာဖြစ်တယ်အဲ့တော့စစ်တပ်ကဟိုပါဘောနကျွန်တော်တို့တုန်းကကြည့်မယ်ဆိုရင်တော့စစ်တပ်ဒီသူ့ရဲ့ profile ကိုဟိုဘောနဒါ main online ကိုအုပ်ချုပ်တဲ့အချိန်ကစပြီးတော့အာဟိုကောင်းအောင်တော့တိဆောက်ခဲ့တဲ့ဟိုဘောနကောင်းအောင်ဘောနကောင်းအောင်အများရဲ့အမြင်မှာကောင်းအောင်ဘောနအာတိဆောက်တယ်ဆိုပြီးတော့ကျွန်တော်တို့ယူဆလို့ရကောင်းရပါလိမ့်မယ်ဒါပေမဲ့စစ်တပ်ထဲမှာကအခုလောလောဆယ်ပြက်ပြက်နေတဲ့အခြေအနေတွေကလည်းအရင်တော့ကပြက်ပြက်တဲ့အခြေအနေတွေနဲ့တိတ်ပြီးတော့မကွာခြားဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်အာဒီ စစ်တပ်ထဲမှာကျွန်တော်တို့စဝင်တဲ့ DSC စတက်တဲ့အချိန်ကစပြီးတော့ယနေ့အချိန်ထိဟိုတော့အာပြောရမယ်ဆိုအမိန်နဲ့ညွှန်ကြားချက်တွေဒီတကူသားတွေနောက်ပြီးတော့ကိုဂျူအာနာကိုရှိတဲ့ဥစ္စာတွေနောက်ပြီးတော့ဟိုတော့ဟိုနိုင်ငံရေးအရာဟိုဘာလို့နိုင်ငံကိုချဲ့လဲဖို့ကြိုးစားတာတွေဒါတွေကအတူတူပဲလို့ကျွန်တော်တို့ပြောလို့ရတယ်အခုအချိန်မှာတော့ပို့ပြီးတော့စစ်တပ်ရဲ့တရုတ်တကန်က ပို့ပြီးတော့ပေါ်လာတာပေါ့နော်ဥပမာဆိုပြည်သူကိုနှိပ်စက်ညှဉ်းပန်းတက်ဖြတ်တဲ့အချိန်မှာပို့ပြီးတော့ကြမ်းတမ်းရက်စက်မှုတွေပို့ပြီးတော့ပေါ်လွင်လာတယ်နောက်ပြီးတော့အာဟိုပြည်သူပြည်သူဒီသူတို့ရဲ့ရန်သူပဲသူတို့ကိုလာပြီးတော့နှောက်ရက်တဲ့လူမှန်သမျှတော့သူတို့ကပြည်သူပဲဖြစ်မနေသေးဘူးဘယ်သူပဲဖြစ်မနေသေးအကုန်လုံးကိုရန်သူလို့တတ်မှတ်ခဲ့တာကစစ်တပ်ကဟိုးရခင်ရခင်တဲ့ကပဲယနေ့ချင်းကြောင်းလဲဦးကျွန်တော်တို့ရှိနေတဲ့အချိန်တွေကလုံးဝကိုမပြောင်းလဲဘူးလို့အာကျွန်တော်တို့ပြောလို့ရတယ်ဗောနော်အဲ့တော့ အာလက်ရှိစစ်တပ်မှာတော့ပူဆိုးလာတဲ့အချက်တွေကတော့စစ်တိုက်လို့သိမရှိတဲ့စစ်သားတွေနောက်ပြီးတော့စစ်တပ်ဟောပါတော့ပြည်သူထောက်ခံမှုလုံးဝမရှိတော့တဲ့စစ်တပ်ရဲ့အခြေအနေတွေနောက်ပြီးတော့အထက်အောက်ကြားထဲမှာအမိန်နာခံမှုအားနည်းလာတာတွေနောက်ပြီးတော့ရှင်းန်းစစ်မြေပြင်တွေမှာဟောပါတော့ဟိုဟိုလက်နက်တွေနောက်ပြီးတော့ရိတ်ခါတွေဘလောက်ရှိရှိဟောပါတော့အညံ့ခံနေတဲ့စစ်သားတွေဒါတွေကိုကျွန်တော်တို့ကောင်းကောင်းကိုတွေ့မြင်နေရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒီစစ်တပ်ကြီးက ဟိုပေါ့နော်ကျွန်တော်တို့ရှိနေရတဲ့ဘာကွာချသွားလဲဆိုရင်တော့ trade 2ဘာမှကွာချသွားတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ငကူတဲကအာဒီဥစ္စာကဖြစ်နေကြပုံစံတစ်ခုပဲဖြစ်တယ်အထက်ပူဆိုးလာတာကတော့ဒါသူတို့အတွင်းထဲကကိစ္စရက်တွေသူတို့ကြားထဲကအချောင်းရာတွေအာနောက်ပြီးတော့စစ်တပ်မှာဖြစ်ပျက်နေတဲ့ကိစ္စရက်တွေအားလုံးဒီဒီပုံစံတိုင်းပဲရှိခဲ့တာဖြစ်တယ်ဒါပေမဲ့2021အာနာသိမ်းမှုတဲ့နောက်မှာတော့စစ်တပ်ရဲ့မင်းသားကောင်းဆောင်းထားတဲ့ဟိုဘလူးရုပ်တွေအားလုံးပေါ်လာတယ် ာသူတို့ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအပြင်ကိုထွက်လာတယ်အပြီးတော့အာဟိုသူတို့ရဲ့စစ်တပ်ရဲ့ပြုတ်ကွဲမှုတွေကိုကျွန်တော်တို့တဖြည်းဖြည်းတွေ့လာရတယ်ဒါတွေကအဓိကတော့ဟိုနော်အာပြည်သူအာဏာကိုလူယူခဲ့တဲ့အကျိုးဆက်တွေကြောင့်စစ်တပ်ဒီအခုချိန်မှာပျက်စီးခြင်းကိုတဖြည်းဖြည်းကြုံလာရပြီးတော့ပြုတ်ကွဲတော့မဲ့အခြေအနေတစ်ခုကိုအာထူးထူးခြားခြားပြောင်းလဲသွားတယ်လို့ပဲကျွန်တော်ပြောရမှာဗျအာအကိုလည်းစစ်မှုထမ်းခဲ့တာဟိုစစ်တပ်ကလည်းကြားရဲဆိုတော့ဒီတခေတ်ကလူတွေတငယ်ချင်းတွေ အဲနောက်ပြီးတော့ဒီဘက်နောက်ပိုင်းမှာဒီ theory လို့ခေါ်တဲ့တည်င်းတည်င်းပေးရင်လည်းဩအဆက်အသွယ်ကြီးရှိသေးလားပြပြီးတော့တည်င်းအခြေအနေရောအခုရောဘာတွေများခြားသိရတာရှိပါသလဲခင်ဗျာဟုတ်ကဲ့အာတက်ထဲကဘယ်ရည်ရည်နဲ့အဆက်အသွယ်ရှိလားဆိုကျွန်တော်တို့ဒါဆောင်ရွက်နေတဲ့ဟောဘာလဲကျွန်တော်ကိုယ်တိုင်လည်းအာဒီပြည်သူ့ရင်ခွင်အဖွဲ့မှာယနေ့အချိန်ထိအာပါဝင်လှုပ်ရှားနေတော့မယ်အာပြောရမယ်ဆိုကျွန်တော်တို့ပြည်သူ့ရင်ခွင်မှာဆိုရင်အာတက်တွင်းဖယဲသီးတွေဟောဘာလဲ precedent အဖြစ်ပေါ့နော်ဟောမှတ်ပုံတင်ပြီးတော့ အာစစ်ဆေးခံပြီးတော့ဒါကျွန်တော်တို့ကိုဟိုကောတော်လှန်ရေးဘက်ကိုသူတို့ရဲ့အတွင်းသတင်းတွေပေးနေတာရည်ရှိတယ်အဲ့တော့အဆက်အသွယ်ရှိလားမေးရင်တော့အာဘောတော့ personal အရာဘောတော့ဟိုစစ်တပ်ကသူတွေနဲ့အာဟိုဟာဘောတော့ဆက်ဆံရေးတစ်ခုအဖြစ်အာတည်ရှိနေတာမဟုတ်ဘဲနဲ့တော်လှန်ရေးဘက်ကိုတိတ်တခိုးဆက်သွယ်ပြီးတော့ကူညီကူညီနေတဲ့ဖရဲသည်တွေနဲ့တော့ကျွန်တော်အဆက်အသွယ်ရှိပါတယ်အဲ့တော့လက်ရှိသူတို့စီကကြားရတဲ့တပ်တွင်းသတင်းအခြေအနေတွေရတော့ကျွန်တော်တို့ အာတတ်တွင်းမှာလည်းတော်တော်လေးကိုအခြေအနေစိုးဝါးလာတာရှိပါတယ်ဥပမာအာတို့ဒီအထက်အောက်ဆက်ဆက်မှုဂျားတွေကပြုတ်လဲလာမှုအာနောက်ပြီးတော့အထင်းအချင်းချင်းဂျားထဲမှာမယုံကြည်မှုတွေကိုအာကျွန်တော်တို့ပို့ပြီးတော့အာကြားလာရတယ်အာနောက်နောက်ပြီးတော့စစ်မတိုက်လို့တဲ့စစ်သားတွေပေါ့စစ်မတိုက်လို့တဲ့စစ်သားတွေရှီတန်းစစ်မြေပြင်ကိုမသွားရတော့တဲ့စစ်သားတွေကိုကျွန်တော်တို့ပို့ပြီးတော့တွေ့လာရတယ်။နောက်ပြီးတော့သူတို့ရဲ့စစ်အာဏာရှင်ခေါင်းဆောင်တွေအပေါ်မှာမယုံကြည်မှုတွေ ပို့ပြီးတော့များလာတယ်ပေါ့နော်အာဒါတွေကိုကျွန်တော်တို့တဖြည်းဖြည်းတွေ့လာတယ်ဒါပေမဲ့လည်းအာဒီတဲ့ကနေယုံမထွက်နိုင်ဘူးအာဒီတဲ့ကနေယုံထွက်ဖို့အခက်အခဲတွေရှိကြတယ်အာဒါဒါကလည်းလူတစုဖြစ်သလိုပေါ့နော်သူတို့ရဲ့အမိန်တွေအာဏာတွေအောက်မှာကိုယ့်ရဲ့ရပိုင်권နဲ့အကျိုးစီးပွားအတွက်ဒီစစ်တပ်အတွက်ပေါ့နော်အလုတ်လုတ်ပေးနေတယ်စစ်တပ်ကိုယုံကြည်ကြည်နဲ့အလုတ်လုတ်ပေးနေတဲ့အာသူတွေကလည်းအာတော်တော်များများကိုရှိနေပြန်တယ်ဒါကြောင့်မလို့လေစစ်တပ်ကယနေ့အချိန်ထိပေါ့နော်အလွယ်တကူမပြိုကွဲသွားရတဲ့အကြောင်းတရားတွေမှာဒါလည်း ပါတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့တော့ပြုတ်ကွဲလာပြီဒါပေမဲ့ဝန်ကနေမပြုတ်ကြခြင်းအကြောင်းရင်းထဲမှာဒါတွေလည်းပါတယ်အဲ့တော့နောက်ဆုံးမင်းအောင်လိုင်းကိုမင်းအောင်လိုင်းနဲ့အဲဟိုစိုးဝင်းကိုဟောပေါ့နော်စစ်တပ်ထဲမှာဘယ်သူကြိုက်လဲပြောရင်စိုးဝင်းကိုပို့အလေးတာပြီးတော့မင်းအောင်လိုင်းကိုဟိုမကြိုက်တော့တဲ့အခြေအနေတွေအာကျွန်တော်တို့ပို့ပြီးတော့ကြားလာရတယ်အာသူတို့ရဲ့ဒီပေါ့နော်တက်ချုပ်ယာတူးပေါ့နော်မင်းအောင်လိုင်းနေရာကိုအပြောင်းလဲများဖြစ်နိုင်မလားဆိုပြီးတော့မျှော်လင့်နေတဲ့ အာတက်တွင်းတည်င်းကအတန်တွေကိုလည်းကျွန်တော်တို့ကြားရတယ်နောက်ပြီးတော့အာငါတို့လာတိုက်ပါငါတို့လာတိုက်ရင်ငါတို့တွေလက်နက်ချမယ်ဆိုတဲ့အတန်တွေကျွန်တော်တို့ပို့ပြီးတော့ကြားလာရတယ်နောက်ပြီးတော့သူတို့တွေမှာအုတ်ချုံမှုဖြစ်စဉ်တွေပို့ပြီးတော့ဖြစ်လာတယ်အုတ်ချုံမှုဖြစ်စဉ်ဆိုတဲ့နေရာမှာပေါ့နော်အထက်အောက်ဟိုမှာဟိုခိုက်ရန်ဖြစ်ပွားမှုတွေပေါ့နော်နောက်ပြီးတော့အချင်းချင်းအာပြစ်တတ်တာတွေနောက်ပြီးတော့ဖက်ပြေးတာတွေနောက်ပြီးတော့ စစ်မတိုက်လို့လို့ဟလာရှောင်းတင်းတာတွေဒါတွေကိုကျွန်တော်တို့အမျိုးဆုံးအတန်ကိုကျွန်တော်တို့ကြားနေရတယ်ဗောနော်အဲ့တော့ဒါတွေကကျွန်တော်တို့ကခံမှန်းပြီးတော့ပြောနေတာမဟုတ်ဘူးတက်တွင်းတဲကလာတဲ့တကယ်အတန်တွေကိုကျွန်တော်တို့ကြားနေရတာဖြစ်တယ်ဗျသတင်းမေးချင်တာကဒီနောက်ပိုင်းတိုက်ပွဲကြီးမှာအာစစ်တပ်ရဲ့ရရှိကြီးဖမ်းဆီးခံရတာပြီးတော့လက်နက်ချတာတွေလည်းတွေ့လာပါတယ်ဒါမဲ့နောက်ဆုံးထိတိုက်ခိုက်ပြီးတော့မှလက်နက်ချကြတာလည်းတွေ့ကြပါတယ်ဗျဒါမဲ့ဒီဒီတစ်ဖက်မှာတော့စစ်တပ်ရဲ့ရာထူးကြီးပိုင်းနေရရှိတွေဟာ ဒီ CDN လောက်တာအဲဒီပြည်သူတွေနဲ့ပူးပေါင်းလာတယ်နဲနေတဲ့အခြေအနေရှိပါတယ်။ဒါတွေကရောဘာတွေကြောင့်ဖြစ်တယ်ပြီးတော့ဘာတွေကပြင်ဆင်တဲ့လဲဆိုတာကိုအခုအမြင်လေးပြောပြပါဦးခင်ဗျာ။အာစစ်တပ်မှာကျွန်တော်တို့အခုလောဆယ်လက်နက်ချဖမ်းဆီးခံမှုမှာတော့ဗိုလ်မှူးချုပ်တွေဗိုလ်ချုပ်တွေအဆင့်အထိကိုကျွန်တော်တို့ပါလာတာတွေကိုကျွန်တော်တို့တွေ့ရတယ်။စစ်မြေပြင်တွေမှာအလူးလဲရှုံးနေတဲ့အခါမှာအာဒီဒုတိယဗိုလ်မှူးကြီးတွေဆိုတာဂျက်ကလင်းခန့်လေးဖမ်းနိုင်သလိုဖမ်းလို့ရတဲ့အခြေအနေတွေအထိကျွန်တော်တို့တွေ့လာတယ်။အာဒါ ဒါပေမဲ့စစ်တပ်ဒီအာကျွန်တော်တို့စီရင်ဝင်တဲ့အချိန်မှာဘုံမူကြီး level ကစပြီးတော့ကျွန်တော်တို့စီရင်ဝင်တာကိုအခုချိန်ထိမတွေ့ရသေးဘူးပြည်သူဘက်ကနေပြီးတော့အာမမမမရက်တည်တဲ့ဆိုတဲ့အချိန်မှာအာကျွန်တော်တကယ့်ကိုယာဓုအကြီးပိုင်းနေပါလာတာကိုကျွန်တော်တို့လုံးဝကိုမတွေ့ရသေးဘူးပေါ့နော်အဲ့တော့ဒါတွေကဘာကြောင့်မတွေ့ရသေးရလဲလို့ပြောမယ်ဆိုရင်တော့စစ်တပ်မှာအာပေါ့နော်ဥမာတန်မှု level ပေါ့နော်အတန်မှု level လောက်ရောက်သွားပြီဆိုတာ ਨੇ အာပေါ့နော်စစ်တပ်ပေါ်မြင်တဲ့အမြင်အာစစ်တပ်ပေါ်အာသူတို့ယုံကြည်ရဲ့ ယုံကြည်မှုအဒါတွေကအာကျွန်တော်တို့ဟိုဘူမှုဘူအဘူကြီးအဲ့လိုပုံစံအခြေအနေတွေနဲ့မတူတော့တဲ့အခြေအနေတခုကိုကျွန်တော်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့ဘူမှုကြီး level ဘိုင်းကိုရောက်လာပြီဆိုရင်အာကျွန်တော်တို့စစ်တပ်ထဲကနေပြီးတော့အခွင့်အရေးတွေပိုရလာပါမယ်။နောက်ပြီးတော့ဟိုကိုကြိုးစည်းပွားအတွက်လုတ်ပိုင်ခွင့်တွေပိုများလာပါမယ်။အာနောက်ပြီးတော့ဟိုတော့သူတို့အတွက်ဟိုတော့ဟိုသူတို့မိသားစုတွေအာသူတို့ရဲ့တကူစားတွေအတွက်ဟိုတော့ဟိုလုံနိုင်တာတွေပိုပြီးတော့များလာတယ်။ပြောရမယ်ဆိုရင် level တခုကို အဟိုဟာဘာလဲစစ်တပ်ထဲကနေပြီးတော့ဟိုဟိုအာနာ level အလုံးပိုင်ဝင်အာနာ level တခုကိုရရှိသွားတဲ့အတွက်ဒီစစ်တပ်ထဲကနေပြီးတော့အလွယ်တကူစွန့်ခွာဖို့ဆိုတာဒီဘုံဘူးကြီးကစပြီးတော့အပေါ်ပိုင်းမင်းအောင်လိုင်းတို့အထီကိုဟိုဘာလဲတော်တော်လေးကိုစဉ်းစားရတဲ့ကိစ္စတခုဖြစ်တယ်လို့အကျွန်တော်တို့ပြောလို့ရတယ်ဗျအဲ့တော့အာဒီဒီလိုအချိန်မှာအာသူတို့တွေကူးပြောင်းလာမှုကိုကျွန်တော်တို့ဘယ်လောက်ထိမျှော်လင့်လို့ရလဲ။ဥပမာလင်းလင်းပြောရမယ်ဆိုရင်တော့အာဟိုကျွန်တော်တို့ဒီပုံစံနဲ့ဒီအခြေအနေနဲ့ကသူတို့အနေနဲ့ကူးပြောင်းလာမှုအခြေအနေကတော့ ်နောက်ဆုံးအချိန်ထိရှိလာမှာမဟုတ်ဘူးအဲဒါကျွန်တော်ပုံမှန်လေးလေးတစ်ခုကျွန်တော်ရဲ့စိတ်ခံဟိုကစိတ်အမြင်နဲ့ကျွန်တော်ပြောတာဖြစ်ပါတယ်ဒါပေမဲ့ဟိုကတော့မင်းတည်ရမယ်မင်းဒီနေရာမှာဒါလောက်ရမယ်လို့ဟိုကတော့အသေးခံတိုက်ဟိုကမင်းဒီနေရာကိုမစွန့်ခွာနဲ့ဟိုကဖြစ်လို့ပြောမယ်ဆိုရင်အသေးခံပြီးတော့တိုက်သွားတယ်ဘုံမှုကြီးတွေအာဘောနော်အဘုံမှုချုပ်တွေဆိုတာတော်တော်ရှားပါတယ်အာကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့ဘာတွေပြည့်ပြင်ပြောင်းလဲဖို့လိုလဲဆိုရင်တော့စစ်ကိုအနိုင်တိုက်နိုင်ဖို့ပဲကျွန်တော်တို့လိုအပ်ပါတယ် ဒါမှသာစစ်တပ်ရဲ့အပေါ်ပိုင်းတွေတဖြည်းဖြည်းပေါ့နော်ဟိုပြိုကျလာပြီးတော့နောက်ပိုင်းကျရင်သူ့လူရဲ့ဟိုအတွင်းမှာရှိနေတဲ့ကြောက်စိတ်ပေါ့နော်အာအခုချိန်မှာသူတို့ကိုပို့ပြီးတော့ကြောက်စိတ်ထက်ပို့ပြီးတော့ဖောင်းလွှမ်းနေတာကအာနာယမတ်ဖြစ်ပါတယ်အဲ့တော့ဒီအာနာယမတ်တွေရဲကနေပြီးတော့ဒီကြောက်စိတ်တစ်ခုသာသူတို့တွေဝင်လာမယ်ဆိုရင်အာကျွန်တော်တို့ဘက်ကိုကူပေါင်းမှုတွေရှိလာနိုင်တယ်အာအဓိကတော့စစ်အနိုင်တိုင်းမှုတစ်ခုကိုပဲကျွန်တော်တို့ပို့ပြီးတော့အခုချိန်မှာတော်လိုင်းဘက်ကလိုအပ်တယ်လို့ပြောရမှာဗျ။ဟုတ်ကဲ့ပါကိုနောက်တစ်ခုကတော့ဒီ အာစစ်မှုတန်းပေါ့လေစစ်မှုတန်းဆိုပြီးတော့ဒီစစ်ကောင်စီကနေပြီးတော့ပြည်သူစစ်မှုတန်းဥပဒေဆိုပြီးတော့စစ်သားတွေအာအတင်းအဓမ္မစုဆောင်းနေပေါ့လေသူတို့စုဆောင်းတာကအခုဆိုရင်တော့တစ်နှစ်လေးပါးကြာတဲ့အချိန်မှာတော့ဒီအပတ်စဉ်၁၇ထီရောက်ပြီးတော့အာအပတ်စဉ်တစ်ခုကို9000နဲ့သူတို့ပြောထားတာဆိုတော့9000ကျော်ပေါ့လေအနည်းဆုံးတော့9000တော့ရှိပြီလို့ကန့်မှန်းရပါတယ်ဗျာအဲ့ဒီတပ်သားတွေကိုလည်းသူတို့ကရှေ့တန်းနေကိုလည်းအခုပို့နေတာရှိတယ်တိုက်ပွဲတွေတိုက်နေလည်းရှိတယ်ပြီးတော့အာစစ်ပြည်ပြင်မှာသူတို့ဓာတ်တိုးပေးတာအရောင်ရှိပါတယ်ဗျာအဲ့တော့ ဒီသူတို့တွေကရောဒီစစ်တပ်အတွက်ဘလောက်အထောက်အကူဖြစ်နိုင်မလဲပြီးတော့ဒါတွေကရောအကိုတို့အတွေ့အကြုံနဲ့ဆိုရင်ဘယ်လိုမျိုးရှင်ပြီးတော့ပြောပြလို့ရမလဲဒါအားလေးပြောပြပေးပါဦးဗျာစစ်မှုတွေအာစူဆောင်းတာကနေပတ်သက်ပြီးတော့အာဟိုပါဘောနော်ကျွန်တော်တို့ဒီအာစစ်တပ်ဒီအင်အားတစ်ခုကိုရလာတာတော့ကျွန်တော်တို့အမှန်ပါပဲအာဘောနော်ဘာလို့အမှန်ပဲလို့အာကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အာဘောနော်စစ်တပ်ဒီအာအင်အားတောင်းတဲ့ချီအတွင်းကိုဒီဖေဗူလာစပြီးတော့စူဆောင်းလာတာဘာ ကျွန်တော်တို့အချိန်တိုတည်းမှာပဲတို့တို့ဒီမှာအာပေါ်တော့4000 5000ဝန်းကျင်တစ်ခုကိုတို့ရရှိသွားပါမယ်အဲ့တော့ဒီအင်အားတစ်ခုကတို့တို့အားဖြစ်လာမလားဆိုတော့ပုံမှန်လေးလေးပြောရင်100%အာပေါ်တော့အားမဖြစ်နိုင်ပါနဲ့တို့တို့အာထိုက်တဲ့တဲ့ရာခိုင်နှုန်းတစ်ခုတော့တို့တို့အားဖြစ်နိုင်ပါဥပမာစစ်မြေပြင်မှာဒီစစ်မှုထမ်းအင်အားတွေကိုအသုံးချပြီးတော့ဟိုပေါ်တော့ဒူးနဲ့အာခံစစ်ဆင်နိုင်တဲ့အခြေအနေတွေတစ်ခုကိုတို့ပြန်လည်ရောက်ရှိလာတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့အာပေါ်တော့ဒီစစ်မှုထမ်းတွေကိုတို့စခေါ်တဲ့အချိန်မှာ စခေါ်တဲ့အချိန်အစပြီးယနေ့အချိန်ဒီစစ်မှုထမ်းကနေပြီးတော့ကျွန်တော်တို့ဘာလို့ပြန်လဲထွက်ပြေးလွတ်မြောက်တဲ့အင်အားဒီပြောရမယ်ဆိုနှိုင်းရှင်ရင်တော်တော်လေးကိုနှဲပါလေကျွန်တော်တို့ကိုယ်တိုင်လည်းဒီပြည်သူစစ်မှုထမ်းဥပဒေအရနေဝင်ရောက်သွားတဲ့သူတွေကိုကျွန်တော်တို့ပြန်ပြီးတော့ထုတ်ပေးနိုင်တဲ့အခြေအနေတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ခံမှန်းသလောက်အင်အားတစ်ခုကိုကျွန်တော်တို့မရနိုင်ပါဘူးနောက်ပြီးတော့ဒီတော်လန်ကြီးရဲ့အဲတော်လည်းအဖွဲအတီးတီးပေါ့နော်ကျွန်တော်တို့အာ EAO တွေပဲဖြစ်ပါသေးကျွန်တော်တို့ဒီဘက်က ဟိုဟာဘောနော်တော်လှန်ရေးအဖွဲ့အစည်းပဲဖြစ်ပါသေး။အာဒီလူတွေကိုလက်ခံထားနိုင်မှုအခြေအနေတခုကအတိုင်းအတာတခုအကန့်အသတ်တခုထိတော့ရှိနေသေးပါပဲ။စစ်တပ်ထဲမှာဝင်သွားတဲ့အင်အားတွေကနေပြီးတော့ဘောနော်သူတို့အတွက်ဟိုအ ਨੇ သောဘောနော်90%ခန့်လောက်ကပြန်ပြီးတော့တုံးချလို့ရတဲ့အနေအထားတခုကိုသူတို့ပြန်ဟိုဘောနော်ရရှိနေတယ်ဘောနော်။အဲအဲ့နေရာတခုကနေပြီးတော့သူတို့အနေနဲ့အာဒီလူတွေကိုအခုအချိန်ဆိုဟိုဘောနော် April လောက်ကဝင်နေသူတွေဆိုရင်စစ်တပ်ရဲ့ဝါလာဖိုင်းတွေကိုကျွန်တော်တို့ကောင်းကောင်းကိုမိပြီးသွားပြီ။ဘာဖြစ်လို့လဲဆိုတော့အာသူတို့ဒီစစ်တပ်ထဲမှာတနှစ်နီးပါးကို ာသူတို့ကောင်းကောင်းကိုရှင်တန်ပြီးွားပြီစစ်တပ်ကပြောတဲ့နေ့စဉ်စကားသံတွေကိုအာသူတို့ကောင်းကောင်းကိုကြားပြီးွားပြီပြောရမယ်ဆိုရင်တော့သူတို့ရဲ့ဝါဒါမိုင်းတွေဒီလူတွေကြားထဲမှာအတိုင်းအတာတစ်ခုအကန့်အသတ်တစ်ခုထိတော့ရောက်ရှိနေပြီလို့ကျွန်တော်တို့ပြောလို့ရတယ်စစ်မှုထမ်းရဲ့စုတောင်းမှုအခြေအနေတစ်ခုကတော့စစ်တပ်ကိုနည်းနည်းလေးအင်အားဆိုတဲ့အရာတစ်ခုကိုနည်းနည်းလေးဟိုဘာလို့ပြန်ပြီးတော့ဖြည့်လိုက်တယ်လို့ပြန်တောင့်သွားနိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးထားနိုင်တာတော့ကျွန်တော်တို့ရှိတယ်ဆိုတာပြောလို့ရပါမယ်ရှေ့တန်းစစ်မြေပြင်တွေမှာ ထိရောက်တဲ့ဆက်စင်ရင်းနီးပြူဟာတွေကိုဒီလူတွေနဲ့ပေါင်းဆက်ပြီးတော့အတုံးချနိုင်မဲ့အခြေအနေတခုကတော့အခုအချိန်မှာမရှိသေးဘူးနည်းနေသေးတယ်လို့ပဲကျွန်တော်တို့ပြောရမှာဗျအခုရောက်နေတဲ့ဒီတောင်ကိုရီးယားမှာပေါ့လေပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာအာနာတိန်ကိုပုံစံလေးမျိုးဖြစ်ခဲ့တာရှိပါတယ်ဗျအဲ့ဒီဖြစ်စဉ်မှာရောအဲကိုလိုမြင်ခဲ့ရတဲ့ဒီဒီလူတွေရဲ့တုံ့ပြန်မှုတွေဒီစစ်တပ်ရဲ့တုံ့ပြန်မှုတွေအာပြီးတော့အခုတို့ဒီကိုရီးယားရောက်နေတဲ့မြန်မာတွေရဲ့တုံ့ပြန်မှုတွေကဘာတွေများရှိလဲမြင်ကွင်းတွေကဘယ်လိုများရှိလဲမျှဝေပြပါဦး ကျွန်တော်တို့ data တွင်းမှာပဲဖြစ်ဖြစ်ကဘာမှာပဲဖြစ်ဖြစ်အလင်းမြန်ဆုံးနဲ့ဟောလာဆက်ရနာသိမှုကြိုးစားမှုတစ်ခုကိုအာကျွန်တော်တို့ဖယ်ရှားလောက်နိုင်တဲ့ဖြစ်စဉ်ကိုနိုင်ပိုင်းတွင်းကိုကျွန်တော်တို့ကြုံခဲ့ရတာလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်လည်းအာဒီဥစ္စာကိုအနီးကပ်ပေါ်တော့အာကျွန်တော်တို့ညံ့မြင်နှိမ့်စဉ်ဖြစ်ပျက်နေတဲ့အခြေအနေတွေနိုင်နေအမျှကျွန်တော်တို့ဟိုစောင့်ကြည့်ဝင်ရတယ်ဗောနော်စောင့်ကြည့်စောင့်ကြည့်နိုင်စောင့်ကြည့်ရတယ်ဗောနော်အဲ့တော့စောင့်ကြည့်ရမယ်ဆိုတော့ပထမတစ်ခုကဟိုဗောနော်ဒီမိုကရေစီရဲ့ ဟုတ်ပါတော့ဟိုအခြေခံအာအရာတွေအားလုံးကိုဒီနိုင်ငံကပြည်သူတွေကလုံးဝကိုအထိမခံဘူးဆိုတဲ့အခြေအနေတခုကိုကျွန်တော်တို့လုံးဝတွေ့ရတယ်။အာနာသိမ်းဖို့ကြိုးစားတဲ့အချိန်22လပိုင်းပေါ့နော်။အဒီကာလမှာဒီအာကျွန်တော်တို့ဟိုအရန်ကိုအေးတဲ့တောင်ကိုရီးယားရဲ့အခြေအနေတခုလို့ကျွန်တော်ပြောလို့ရတယ်။အကာလမှာကျွန်တော်တို့အာဒီဒီနှစ်ပိုင်းအတွင်းမှာမကြဘူးတဲ့နှင်းမုံတိုင်းလိုမျိုးဥစ္စာမျိုးနှင်းနေကြတာအထိကိုကျွန်တော်ခံစားရတယ်။ဒါပေမဲ့ဒီတောင်ကိုရီးယားပြည်သူတွေကဒီဥစ္စာတခုကိုငါတို့လောက်ကိုလောက်ရမယ်ဆိုတဲ့အခြေအနေတခုကိုသူတို့ အဘော်တော့ကောင်းကောင်းကိုနားလဲကြတဲ့အခါမှာနှင်းနေကြရမှာပဲဖြစ်ပါပဲဖြစ်လူသိမ်းပေါင်းများစွာတန်ပေါင်းများစွာဒီဘော်တော့ဆိုးဆိုးမျိုးမှာပဲဖြစ်တည်တခြားမျိုးတွေမှာပဲဖြစ်တည်စန္ဒာတွေပြပြီးတော့သူတို့ရဲ့သဘောထားကိုဖော်ထုတ်ပြတာနိုင်ငံပြည်သူရဲ့အာဏာပါဝါဒီကျွန်တော်တို့အရေးကြီးတယ်ကျွန်တော်တို့နိုင်ငံမှာလည်းအာဏာသိမ်းခံရခြင်းမှာလူအုပ်ကြီးတွေကလမ်းပေါ်ကိုတက်ခဲ့ကြတယ်အဲ့လိုပဲဟိုဒီမှာလည်းလူအုပ်ကြီးတွေလမ်းပေါ်တက်ခဲ့ကြတယ်ကျွန်တော်တို့နိုင်ငံမှာကျတော့စစ်တပ်ကြီးအာဏာရှင်နောက်လိုက်သွားတဲ့အချိန်မှာ အလူရောကြီးတွေကဖြုတ်ခွင်းခံခဲ့ရဒီမှာကျတော့စစ်တပ်ဒီအာနာရှင်နောက်ကိုမလိုက်တာဖြစ်တဲ့အတွက်ဟာဘောနော်ဟိုပြောရမယ်ပြည်သူဘက်ကိုလိုက်တာဖြစ်တဲ့အတွက်စေုပ်ချုပ်ရေးဘောင်မြင်ခဲ့ဘူးလူရောကြီးတွေကလည်းယနေ့အချိန်ထိရှိနေသေးပဲလောလောဆယ်အချိန်တွေကတော့တမရယွန်းဒီပြန်ပြီးတော့ဟိုဟာလွတ်လာတယ်ဒါပေမဲ့သူ့ရဲ့ဟိုဘောနော်တရားဥပဒေရဆက်ပြီးတော့ရင်ဆိုင်နေရတာပြီးတော့ရှိသေးတယ်အဲ့အတွက်လည်းပြည်သူဒီတောင်ကိုရီးယားပြည်သူတွေချားမှာတော့သူ့ထောက်ခံသူငါထောက်ခံသူနဲ့အပြန်အလှန်အားပေးသူတွေကြာဆန္ဒပြပွဲတွေလည်းယနေ့အချိန်ထိရှိနေသေးပဲအဲ့တော့တောင်ကိုရီးယားရဲ့ဖြစ်ပျက်သွားတဲ့ ဘောနော်ဒီဆရာနာသိန်းမှုကြိုးစားတာ ਨੇ ပတ်သက်ပြီးတော့အာကျွန်တော်တို့အာမြန်မာတွေအတွက်ကတော့အာမြင်လိုက်တာတွေတွေးလိုက်တာတွေရတော့ဘောနော်ဓာတ်တို့ဒီလိုနိုင်ငံမျိုးတစ်ခုကိုဓာတ်တို့ရအောင်လုပ်ရမယ်ပြည်သူအာဏာသည်ပြည်သူလက်ထဲမှာပဲရှိတယ်ပြည်သူပါဝါသာနေရာတိုင်းမှာအရေးကြီးဆုံးဆိုတဲ့ဥစ္စာတစ်ခုကကျွန်တော်တို့ကောင်းကောင်းကိုမြင်လိုက်ရတယ်လို့ပြောရမယ်ဗျတောင်ကိုရီးယားမှာဆိုရင်လည်းဒီအာဏာသိမ်းမှုနောက်ပိုင်းမှာပြပြမြန်မာတွေရောက်လာကြပြီးတော့မြန်မာတွေလည်းဖြည်းဖြည်းနဲ့များလာတယ်ပေါ့လေအဲ့မှာအာ ီဆရာနာရှင်ဆန့်ရှင်လှူရှားမှုတွေလည်းတော်တော်အားကောင်းတာကိုတွေ့ရပါတယ်ကအဲဒီဆရာနာရှင်ဆန့်ရှင်လမ်းလျှောက်ကြည့်တဲ့ပွဲတွေအဲပြီးတော့တကယ်ဆန္ဒပြပွဲတွေလည်းအများကြီးလာစင်နိုင်လို့တော့တော်တော်များတွေ့ရပါတယ်ကအဲ့မှာကိုရီးယားမှာဆိုရင်တကယ်ဒီဆရာနာရှင်ဆန့်ရှင်လှူရှားမှုတွေကဘယ်လောက်တောင်မှအားကောင်းတယ်ပြီးတော့အကိုတို့လုပ်နေတဲ့ဟာတွေကရောဒီကိုရီးယားရောမြန်မာတွေဘယ်လောက်တောင်တရစီပါပါဝင်ကြလဲဘာတွေဆက်လုပ်ဖို့ရှိနေလဲကြာအဲ့ဒါလေးကိုပြောပြပေါ့ဟုတ်ကဲ့ အာအခြားနိုင်ငံတွေမှာကျွန်တော်တို့တော်လှန်ရေးနဲ့ပတ်သက်ပြီးအားကောင်းတာဆိုတာပေါ့နော်ဟိုမြေပြင်မှာပေါ်ပေါ်တင်တင်နဲ့ဒီမိုကရေစီဆန်းဆန်းကျွန်တော်တို့စူဝေးခွင့်ရတယ်ဆန္ဒပြခွင့်ရတယ်ပေါ့နော်လှုပ်ရှားခွင့်ရတဲ့နိုင်ငံတွေမှာဆိုဂျပန်နဲ့တောင်ကိုရီးယားပေါ့နော်တခြားနိုင်ငံတွေမှာတော့ကျွန်တော်တို့ဒီလိုစူဝေးပြီးလှုပ်ရှားခွင့်ဆိုတာတော်တော်လေးကိုခက်ခဲပါတယ်အာရခဲ့တဲ့နေရာတွေလည်းရှိတယ်သို့ပင်တော့ညာတော်တော်လေးကိုခက်ခဲတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့တောင်ကိုရီးယားနဲ့ဂျပန်ကြီးကျွန်တော်တို့ဟိုဟာဖြစ်တယ်အဲဒီမှာမှကျွန်တော်တို့တောင်ကိုရီးယားကြီးလည်းပေါ့နော်ဟို တော့တော်လန်ကြီးနဲ့ပတ်သက်ပြီးတော့အာလူလူပါဝင်မှုအခြေအနေကယနေ့အချိန်ထိအချိန်မကျသေးဘူးအာတိရရပါဝင်နေသေးဆိုတာကိုကျွန်တော်တို့ပေါင်ကိုရီးယားရဲ့အပတ်စဉ်အာကျွန်တော်တို့ဘောနော်ပိတ်ရက်ဒီမှာဟိုဘောနော်ဒီမြမအရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လန်ကြီးနဲ့ပတ်သက်ပြီးတော့လှုပ်ရှားမှုတွေကိုသတင်းစာမျက်နှာတွေကတစ်ဆင့်ကျွန်တော်တို့ကြည့်ရင်အရန်ကိုတည်တာနိုင်ပါတယ်ဗျဒီမှာတောင်းဟိုဘောနော်ဒီမြမအရေးနဲ့ပတ်သက်ပြီးတော့အာထဲထဲဝင်ဘောနော်အဲ့လိုပါဝင်ဆောင်ရွက်နေတဲ့ ော်လှန်ရေးအဖွဲ့အစည်းပေါင်းများစွာရှိပါတယ်။နောက်ပြီးတော့ဒီမှာ NUG ကိုယ်စားလှယ်ရုံးလိုမျိုးရုံးတွေရှိတယ်။အာနောက်ပြီးတော့ထောက်ဖို့တပ်ဖွဲ့ကြီးတွေအာထောက်ဖို့ဥပမာတော့ဟိုဟိုဟာအဖွဲ့ကြီးတွေကျွန်တော်တို့ရှိတယ်။ဥပမာ One Day Challenge လိုမျိုးပေါ့နော်။အာအာဆရာနာတင်းစန့်ကျင်ရေးကော်မတီလိုမျိုးအာအဖွဲ့ကြီးတွေရှိတယ်။အာလာစင်ပေါ့နော်တို့တို့ထောက်ပံ့တယ်။နောက်ပြီးတော့ MDNC ဆိုတဲ့အဖွဲ့ကြီးတွေကျွန်တော်တို့ဒီမှာရှိတယ်။အဲ့တော့ဒီလိုအဖွဲ့ကြီးတွေရဲ့ပေါ့နော်လူထုကိုလှုံ့ဆော်မှုကလည်းအာကျွန်တော်တို့တောင်ကိုရီးယားရဲ့ အာလှုပ်ရှားမှုတွေမှာအရန်ကိုအရေးပါတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒီဖွဲ့ကြီးတွေရဲ့အာဘောနော်လှုပ်ဆောင်မှုတွေဆိုတလတလမှာဟိုပါဘောနော်လားစင်လားစင်ကျွန်တော်တို့သတင်းပတ်တိုင်းမှာဟိုဟာမရှိနိုင်ပေမဲ့လားစင်လားစင်ဆန္ဒပြပွဲတွေအာကတော့ဒီမှာတောင်ကိုရီးယားမှာအများနဲ့ရှိတယ်ပေါ့။အဲ့တော့ဟိုပြောရမယ်ဆိုလူလူကကျွန်တော်တို့ဒီတောင်ကိုရီးယားရောက်မြန်မာတွေရောက်မှာဒါနဲ့ပတ်သက်ပြီးတော့တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ပုံရိပ်တွေက အပတ်စဉ်တိုင်းရှိတယ် ဥပမာဆန္ဒပြပွဲမရှိဘူးဆိုတော့တော်လိုင်းရင်းနဲ့ပတ်သက်ပြီးရံမုံငွေပွဲတွေကျွန်တော်တို့ရှိတယ်အဲ့ဒါတွေမရှိဘူးလားအာကျွန်တော်တို့ဟိုအပတ်စဉ်ပေါ့နော်ကျွန်တော်တို့စနေတနင်္ဂနွေပိတ်ရတိုင်းမှာတကူတော့အဲ့လိုမျိုးမတ်တက်ရက်ပြီးတော့နေ့စဉ်ပေါ့နော်အဲ့လိုဟိုဟာ24ဟိုပါနော်သူတို့အဲ့လိုမနက်ကနေညထိကျွန်တော်တို့မတ်တက်ရက်ပြီးတော့ဆန္ဒပြတဲ့ဆန္ဒပြပြီးတော့တော်လိုင်းရံမုံငွေရှာနေတဲ့သူတွေကိုကျွန်တော်တို့တောင်ကိုရီးယားရဲ့သတင်းစာမျက်နှာတွေထပ်မှာလေကျွန်တော်တို့နေ့စဉ်တွေ့ဟိုပါနော်အပတ်စဉ်လို့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ ပြောချင်တာကတောင်ကိုရီးယားဒီလူလူအငဲန်းပါဝင်နေသူဘိုးဆိုတာလူလူပါဝင်လှုပ်ရှားခွင့်ရတဲ့အခြေအနေတွေကိုတောင်ကိုရီးယားမှာဖန်တီးနိုင်ခွင့်ရနေတာကကျွန်တော်တို့တောင်ကိုရီးယားရဲ့လူလူကြားကတော်လိုင်းပါဝင်မှုကိုအဆက်မပြတ်သွားသေးတဲ့အကြောင်းအရာတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့တောင်ကိုရီးယားနိုင်ငံမှာလည်းဒီလိုမျိုးလှုပ်ဆောင်နိုင်မှုအတွက်တောင်ကိုရီးယားအစိုးရရဲ့လိုလိုလားလားဆောင်ရွက်ပေးနိုင်မှုတွေလည်းကျွန်တော်တို့ကောင်းကောင်းကိုတွေ့ရပါတယ်အဲ့တော့ဟိုတစ်ခုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ တောင်ကိုရီးယားရောက်မြန်မာတွေရဲ့ຫນွေဥတော်လန်ရေးပါဝင်လှုပ်ရှားမှုတွေကဆက်ပြီးတော့အရှိန်ဟိုမြင့်တင်သွားဖို့ပဲရှိတယ်။သူ့ဘောက်သူကဏ္ဍအသီးသီးကနေပြီးတော့ဆက်ပြီးတော့ကြိုးစားသွားနိုင်တဲ့အခြေအနေတွေကိုလည်းရှိတယ်။ဒါကြောင့်မလို့ဘောနော်တောင်ကိုရီးယားလွှတ်တော်နဲ့တောင်ကိုရီးယားအစိုးရရဲ့မြန်မာအရေးဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့အော်ဘောနော်ဟိုခွင့်ပြုဆောင်ရွက်ပေးမှုတွေကလည်းကျွန်တော်တို့တော်လှန်ရေးအတွက်အားတစ်ခုဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်ဒီကနေပြီးတော့ပြောလိုပါတယ်ခင်ဗျ။